အားလုံးပဲမင်္ဂလာပါရှင်။မြစ်နာတရင်ချန်နေရဲ့ဒီဇင်ဘာလ3ရက်နေ့ရေဒီယိုအစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မန်စီမြို့နယ်နဲ့ရှမ်းပြည်နယ်အစပ်ကခြေရော်တွေအပြင်မပိမြို့နယ်ဘက်ကခြေရော်အများစုမှာစစ်ကောင်စီဘက်ကစစ်ကြောင်းထုံးဝင်ရောက်နေပါတယ်။ စံပရဘုံမြို့ရှိဖွင့်ရန်ခြေရွာကစိုက်ပျိုးမြေတွေကိုကဲအိုဂူတာခရိုင်ကနေဒေတာခံပီတူတွေတဘောတူကွန်ပျူတာမရှိပဲရွှေသူဖို့ခွင့်ပြုလိုက်တယ်လို့ဒေတာခံတွေကပြောပါတယ်။အပီပီဆိုင်ရာအမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ်အကြမ်းမဖက်ရေးနဲ့အထိမ်အမှတ်ဖြင့်မိချနာမျိုးမန်ခရီရက်ကွက်ကဆစ်ဆောင်စကန်နဲ့မော်ဖောင်းဆစ်ဆောင်စကန်တွေမှာဒီမနက်ကပြုလုပ်ခဲ့ပါတယ်။စရိုင်းနောက်ဆောင်ရကချင်မင်းနဲ့တရင်တွေကိုတက်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မြစ်နာတရင်ချာနေရဲ့အချိန်ပေါ်ပါတာနဲ့တင်ဆက်ထားတဲ့တရင်သားရေဒီယိုအစီအစဉ်ကိုလည်းမြန်မာစံတော်ချိန်မနက်9:00နာရီခွဲကနေ10:00နာရီခွဲထိလိုင်းတူ16မီတာစက္ကန့်တမ5မီကာဟက်စ်ကနေဖမ်းယူနိုင်စင်ပြီးတော့ညနေပိုင်းအစီအစဉ်ကိုတော့ညနေ6နာရီကနေ6နာရီခွဲထိလိုင်းတူ16မီတာစက္ကန့်တမ5မီကာဟက်စ်ကနေနေစင်ဖမ်းယူနိုင်စင်ပါပြီ။ န်စီမျိုးနေနဲ့ရှမ်ပီနီအဆက်ကခြေရော်ရီအပြင်မဘိမျိုးနေဘက်ကခြေရော်များစုမှစစ်ကောင်စီဘက်ကနေစစ်ကြောင်းထုံးဝင်ရောက်နေပါတယ်။တရင်ပြေဆောင်ကို Grace ကတင်ဆက်ပေးမှာပါရှင်။ပမောခိုင်မန်စီမျိုးနေနဲ့ရှမ်ပီနီအဆက်ကခြေရော်ရီအပြင် မဘိန်းမြို့နယ်ဘက်ကချင်းရွာအများစုမှာစစ်ကောင်စီဘက်ကနေစစ်ကြောင်းထိုးဝင်ရောက်နေပြီးကချင်တော်လှရေးတမတော် KAI နဲ့လည်းစစ်ရေးတင်မနေတာကြောင့်ဒေသခံတွေဘေးလွတ်ရာကိုတင်းရှောင်နေရပါတယ်။စစ်ကောင်စီဘက်ကနေစစ်ရေးလှုပ်ရှားနေတဲ့မန်စီမြို့နယ်နမ်လင်းပါချင်းရွာ၊မိုင်းဟောင်ချင်းရွာ၊မုံတိန်ပါချင်းရွာတွေဟာဆိုရင်ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အဆက်ကချင်းရွာတွေဖြစ်တဲ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းမဘိန်းမြို့နယ်တွေအထိပါစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မုံမိတ်တက်ဖြစ်တဲ့ခလာရ1-3တက်ရင်ကစစ်ကောင်စီတပ်သားတွေအနေနဲ့ ဲ့မဘင်းမြို့နယ်ဘက်တွင်မှာအင်အားအများအပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်တာတွေရှိနေပြီးခြေရွာဒေသခံတွေကိုစပားရိတ်တင်းဖို့အတွက်တောင်ခွင့်မပြုဘူးလို့နမ်လင်းပါခြေရွာဒေသခံအမျိုးသားသူကမြင်းနာတည်င်းချာနေကိုပြောပါရယ်တဲ့တော့ပဇာနာကိုကျွန်တော်မလိုက်တော့ရန်အန်ဖြစ်မခေါ်နေမှုအချိန်တိုင်းတတိထားနေရတဲ့အချိန်ပေါ့ကျွန်တော်တို့အတွက်တော့အဓိကတော့နမ်လင်းပါအကုန်လုံးပဲဒီကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်ကကြေးရွာတွေအကုန်ပဲလက်ရှိချိန်အဲ့ဒီဒေတာဘက်တွေမှာစစ်ကောင်စီဘက်ကနေစစ်ကြောင်းအများပြားဝင်ရောက်နေပြီးတော့ ဒေသခံအချုပ်ပြပြချက်အရ KNA တက်ရင်စနစ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက KNA တက်ရင်34နေမြေဘက်ကိုစစ်ကြောင်းထိုးတာတွေရှိတယ်လို့သိရပါတယ်။ဗမော်ခရိုင်မန်စီမြို့နယ်ကောင်လွန်ကျေးရွာကဒေသခံအမျိုးသမီးတူရဲ့ပြပြချက်အရကောင်လွန်ကျေးရွာတွင်ရောက်ရှိခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာခလာရ31ကို601 49စားတဲ့တက်ရင်3ရင်ပေါင်းထားတာဖြစ်ပြီးမန်စီမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအချို့ကကန်အင်ယုံတွေကိုမီးရှို့ဖျက်ဆီးတာတွေရှိတယ်လို့ဆိုပါတယ် ရမနမ်ကိုချူဥပယ်စံကေဝန်ဒေလမ်ခုနောင်းလိုက်မတဲ့ဆကူဗင်းတော့သူတို့ကတော့ထဲမှာပဲပုံနေတာလမ်းကနေတော့မဖြတ်ကြတော့ဘူးဟိုတနေ့ကတော့ KA တွေရဲ့ယုံတွေကိုမီးရှို့ပေးလိုက်တာတွေရှိတယ်ဒါပေမဲ့အကောင်လွန်ဂျေးရွာကယုံတော့မရှို့ဘူးယုံကဂျေးရွာအသွင်းမှာပဲရှိတာဟုတ်တယ်မိုးလန်းယုံကိုတော့ရှို့သွားတယ် ဒါအပြင်ပြီးခဲ့တဲ့တပတ်ခန့်ကစစ်ကောင်စီနဲ့ KAI တို့တိုက်ပွဲဖြစ်ပွားခဲ့တဲ့တန်တသားချေးရွာမှာတော့မုံမိတ်တက်ခလာရနစ်နစ်သုံးတက်နဲ့ခလာရ348တက်တွေတက်ဆွေးနေထိုင်နေပြီးချေးရွာဒေသခံတွေလည်းလက်ရှိချိန်ထိတင်းရှောင်နေကြစေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဒေသဟာကံရီတမဟာ3လောက်တက်ရင်စနစ်နဲ့တက်ရင်27ရက်တက်ရင်29တို့ရဲ့လှုပ်ရှားရနေမြေတွေပဲဖြစ်ပါတယ်။ ဖွယံကြီးရွာကစိတ်ပြူမြေတွေကိုကင်အူဘူတာအိုခိုင်ကနေဒေတာခန်ပီတူတွေရဲ့သဘောတူကွန်ပျူတာမရှိပဲရွှေသူဖို့ခွင့်ပြုလိုက်တယ်လို့ဒေတာခန်တွေကပြောပါရယ်ထရေဆာပေးဖို့ထားတာပါရှင်ကချင်ပြည်နယ်စွန်ဘရာဘူးမြို့ဖွယံယံကြီးရွာကစိတ်ပြူမြေတွေကိုကင်အူဘူတာအိုခိုင်ကနေဒေတာခန်ပီတူတွေရဲ့သဘောတူညီချက်မရှိပဲရွှေသူဖို့ခွင့်ပြုလိုက်တယ်လို့ဒေတာခန်တွေစီကနေသိရပါရယ် နိုဘာလာနောက်ဆုံးအပတ်မှာဒေသခံပြည်သူတွေကို KNO ဘက်ကနေနှစ်ကြိမ်တိုင်တွေ့ဆုံမှုပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်းဒေသခံတွေကန့်ကွက်နေတဲ့ကြားကနေစက်ပြူးမြေရဲ့အေက20ကိုရွှေသူဖော်ခွင့်ပေးလိုက်တာဖြစ်တယ်လို့ဖုန်ရင်ယံဒေသခံပြည်သူတို့ကမြင်းနာတည်တင်းချာနေကိုအခုလိုပြောပါတယ်ကျွန်တော်အစိုးရမင်းကြီးကမင်းပြေကိုအခန်းကြိုးရန်ကိုအပြေကိုကြိုးလုံးကဲအစိုးရကအစကနင်တို့ခွင့်ပြုတာမရှိရင်ကျွန်တော်တို့လည်းမပေးဘူးဆိုပြီးအခုကကျွန်တော်တို့ကိုတိုင်ပင်တာလည်းမရှိဘူးပေးလိုက်ကြတာပေါ့ အဲ့ဒီမြေနေရာတွေဟာအရင်ကစလင်ခက်ရွာအဖြစ်လူအချို့နေထိုင်ခဲ့ဖူးတဲ့နေရာဖြစ်ပြီးကျွဲပေးတင်ခဲ့တာကြောင့်မြို့တွေဘက်တင်းရှောင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာသာဖုန်အင်ယံရွာအဖြစ်ပြန်လည်တည်ရှိလာတာ ဖြစ်တယ်လို့ဖုန်အင်ယံရွာနေဒေသခံသူရဲ့ပြောပြချက်အရသိရပါတယ် အချက်ပါမျိုးတွေပဲရှိပြောင်းသွားတဲ့ဒေသခံတွေဟာစိုက်ပျိုးမြေတွေကိုရှီတူးပေါ်နေတဲ့တထဲတွေစီပြန်လေရောင်းချဖို့ KO ဘက်သွားရောက်ခွင့်တောင်းခဲ့ပြီးတဲ့နောက်ပိုင်းအခုလိုဖြစ်လာတာလို့လည်းပြောဆိုမှုတွေရှိနေပါတယ်။လက်ရှိရှီတူးပေါ်ခွင့်ပြုလိုက်တဲ့နေရာတွေဟာဖုံရင်ရောင်ရွာဒေသခံပြည်သူတွေနေစဉ်နေ့တိုင်းစိုက်ပျိုးတီးနှံတွေစိုက်ပျိုးကြတဲ့နေရာတွေဖြစ်ပြီးရွာရဲ့အနောက်ဘက်အခြားမှာရှိတဲ့ area တွေဖြစ်တယ်လို့လည်းဆိုပါတယ်။နေမြေခံ KO ဘက်ကနေဒေသခံပြည်သူတွေသဘောတူညီမှုမရှိဘူးဆိုရင်ဘုဒ္ဓကူမှရှီတူးပေါ်ခွင့်ပြုမှာမဟုတ်ဘူးလို့အရင်ကပြောဆိုထားပေမဲ့ ဲ့အခုလိုရှိသူပေါ်ခွင့်ပြုလိုက်တဲ့အပေါ်ဒေသခံပြည်သူတွေစိတ်မကောင်းဖြစ်နေကြတယ်လို့လည်းဒေသခံကပြောပါရယ်။ဒီကလူလူကလူရှာပြရတယ်ဆက်တယ်လို့ရှိနေရှိကိုဒီခံခွင့်မျိုးကလူရောစိုက်ပြုံးမြေတွေဟုတ်တယ်နစ်စနစ်တိုင်းမုံညင်းတွေစိုက်တယ် KO အစိုးရစီရွှေသူဖို့သွားခွင့်တောင်းကြတာ KO ဘက်ကမဏိကပြောတာကနင်တို့ရွာကိုသဘောတူတာမရှိရင်ပဲတထဲကိုမှရွှေသူခွင့်မပေးဘူးလို့ပြောထားကြတာအဲ့ဒါကိုယုံကြည်နေတာကျွန်တော်တို့ကသဘောတူတာလည်းမရှိဘူး လက်ရှိခွင့်ပြုပေးလိုက်တဲ့နေရာမှာရှိသူပေါ်ဖို့ဘက်ဟိုးနစီလောက်ရောက်ရှိနေပြီဖြစ်ပြီးဖုန်ရောင်ရွာဟာအင်ဂျင်28အင်လောက်ရှိတယ်လို့လည်းသိရပါဗျ။အပီပီဆိုင်ရာအမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ်အကြံဖက်ရင်းနေကိုမြစ်ချနာမျိုးဟာဆေချောင်းစကန်တွေမှာပြုလုပ်ခဲ့ပါတယ်။ဆိုဆိုင်ကတက်ဆက်ပေးမှာပါ။ အပြည့်ပြည့်ဆိုင်ရာအမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ်အကြမ်းမဖက်ရိနေကိုမင်းချနာမြို့မန်ခရင်ရက်ွက်ကဆစ်ဆောင်စခန်းနဲ့မော်ဖောင်းဆစ်ဆောင်စခန်းတွေမှာဒီမနက်ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အမျိုးသမီးများအပေါ်အကြမ်းဖက်တာဟာလူအခွင့်အရေးကိုချုပ်ဖောက်နေတာဖြစ်တဲ့အတွက်နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိ16ရက်တာလှုပ်ရှားမှုကို ပြုလုပ်ကြတာဖြစ်ပါတယ်။ စစ်ထောက်ရတာလုံရှားမှုအစီအစဉ်တမိုင်းအောင်စစ်ချီစစ်ထောက်ရတာလုံရှားမှုအစီအစဉ်တမိုင်းချောင်းတွေကိုဖတ်တဲ့ဂိမ်းတွေ ခေါ်ဆော့တဲ့အကပဒေတာတွေစခန်းမှာရှိတဲ့အမျိုးသမီးအဖွဲ့တွေကတခြင်းတွေနဲ့ပါဝင်တယ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနှင့်ဖြစ်ပေါ်လာရတာဟာဒိုမီနီကန်ရီပပ်ဘလစ်ရဲ့သမ္မတဖြစ်တဲ့ရာဖိုင်ယာလီယိုနီဒက်စထရိုဟီယိုမိုလီနာကသူ့ကိုဆန့်ကျင်တဲ့ညီအမတွေကို1960ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာလှုပ်ကြံတပ်ဖြတ်ခံခဲ့ရတဲ့နေ့ကိုတမတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေ့ကိုဖဲချိုးဖြူနေ့လို့လည်းခေါ်ပြီးအမျိုးသမီးတွေကိုအကြမ်းမဖက်တော့ပါဘူး။အကြမ်းဖက်မှုတွေကိုလည်းဖြစ်နိုင်တဲ့မြတ်ကာကွယ်တားဆီးပေးပါမယ်ဆိုတဲ့ခံဝန်ကတိတွေနဲ့ဖဲချိုးဖြူကိုတတ်ဆင်ကြပါတယ်။ဒီလှုပ်ရှားမှုကိုအရင်ကိုဗစ်မဖြစ်ခင်အချိန်တုန်းကနေ့ ရာတစ်ခုတတ်မှတ်ပြီးစူဝေပြုလုပ်ကြပေမဲ့လွန်ခဲ့တဲ့3နှစ်လောက်ကစပြီးအခုချိန်ထိတော့စစ်ဆောင်စခန်းထဲမှာပဲပြုလုပ်ကြတာဖြစ်တယ်လို့သိရပါဗျ။အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေကိုမြစ်ချနာမြို့မှာတမကမြန်မာတိုင်းကလုံးကတိုင်းနယ်ပြည်နယ်တွေတိုင်းမှာလည်းပြုလုပ်နေကြတာဖြစ်ပါတယ်။ကျနော်တရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရတဲ့တောက်ကြနေ့အထိ ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်ချနာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။